လူအများသိကျင်နေကြတဲ့လဝိယန္နာရီပျောက်ဖူးတဲ့အမှန်တရားကိုထုတ်ပြောလာခဲ့တဲ့စူပန်ထွာ Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် M Sally Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာစူပန်ထွာနဲ့ပတ်သက်ပြီးတော့လူအများကြီးမှစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကရှိနေခဲ့ရပါ။အဲဒါကတော့ social media မှာနာမည်ကြီးတဲ့ဆယ်လီတယောက်ကစူပန်ထွာစီကနေလဝိယန္တနာခိုးဘူးတယ်ဆိုပြီးတော့သတင်းအရေးရောင်တွေထွက်နေခဲ့တာအကြောင်းမှာတစ်ဖက်ကဆယ်လီကတော့မဟုတ်ဘူးဆိုပြီးတော့ဖြေရှင်းထားခဲ့ရပါ။ဒါပေမဲ့လည်းလူအများကတော့စူပန်ထွာဖြေရှင်းတာကိုပဲသိကျင်ခဲ့ရပါ။စူပန်ထွာကလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့အတိတ်ကအရာတွေဖြစ် ြစ်တာမို့မသိသလိုသာနေနေတာဖြစ်ပါတယ်လူတိုင်းကအစုပန်ထွားဖြည့်ရှင်းတာကိုသိကျင်နေတယ်လို့ပြောကြပေမဲ့ မတိတလို့သာနေနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာတော့စူပန်ထွာကရှူတင်တစ်ခုရရင်နဲ့လာမီးတဲ့အင်တာဗျူးမှာအတိတ်ကအကြောင်းအရာတချို့ကိုစကားဆက်မိခဲ့ပါတယ်။ရရတဲ့ရှူတင်ကဗီဒီယိုစကားခေတုံးကလို့ရှေးခေတ်အဝယ်စားရည်နဲ့ရရတာမို့အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတော့သတိရသွားခဲ့တာပါ။စူပန်ထွာလက်ရှိမှာရှေးခေတ်ကတတိကတော်ပုံစံနဲ့စကားရိုက်နေရတာဖြစ်ပါတယ်။ရှင်ဘုံအင်ကြီးအကြီးကြီးတွေဝစ်ဆင်နေရတယ်လို့လက်ဝတ်ရတနာအကြီးကြီးတွေဝစ်ဆင်ရပါတယ်။ ်။ဒါပေမဲ့အခုလိုပုံစံမျိုးမရရတာအရန်ကိုကြာနေပြီးတော့မှ အခုမှပထမဆုံးပြန်ပြီးတော့ရိုက်ကူးရတာပါတတိကာရိုက်တာနဲ့ရိုက်နေရတဲ့အချိန်မှာစူပန်ထွားကရွှေအစ်စ်တီမဝိရဲတော့ပဲအတုသာဝိဖြစ်တော့တာပါအကြောင်းရင်းကတော့ဟိုးရင်လုံးကရိုက်တဲ့အချိန်ဆိုစူပန်ထွားကရွှေအစ်စ်ကိုသာဝိတာဖြစ်ပါတယ်ရွှေဆွဲကျိုးအကြီးကြီးတွေကိုမှဝိဆင်ပြီးတော့တေးဥဆောင်တာဖြစ်ပါတယ်ဇန်ဝင်ကဲအရာလိုအပ်တာကြောင့်အဖွားရဲ့ရွှေဆွဲကျိုးကိုဝစ်ဆင်ပြီးတော့ရိုက်ခဲ့ပူပါတယ်။ဇန်ဝင်ကဲမှာတရုပ်ဆောင်ပြီးလို့ဆွဲကျိုးကိုခဏချွတ်ထားတဲ့အချိန်မှာဆွဲကျိုးက ပျောက်သွားခဲ့ပါတယ်။ရွှေဆွဲကျိုးအစစ်ကြီးပျောက်သွားခဲ့တာမို့စူပန်ထွားလည်းတော်တော်လေးကိုထုပူခဲ့ပါတယ်။အဖွားရဲ့ဆွဲကျိုးဖြစ်တာမို့စိတ်ထဲမှာပူလောင်ခဲ့ပေမဲ့အပြစ်မတင်တော့ပါဘူး။ရှူတင်ကလူတွေကိုအပြစ်ရှာတာမျိုးလည်းမလုပ်ခဲ့ပါဘူး။လူတဘောတဘာဝအရာ ရွှေဆွဲကြိုးကြီးတွေ့ရင်တော့ယူမဆိုတာကိုစူပန်ထွားလက်ခံခဲ့ရပါ။ဒါကြောင့်မို့နေရာသေးချာမထားတာကကိုရိုင်းရဲ့အမားဆိုပြီးတော့ သူမကိုအပြစ်မတင်တော့တာပဲဖြစ်ပါတယ်။စူပန်ထွန်ရဲ့မိခင်ဖြစ်သူကဥစ္စာပြောက်ငရေရောက်ဆိုတဲ့အဖြစ်မျိုးမလုပ်ရဘူးဆိုပြီးတော့အမြဲဆုံးမထားတာဖြစ်ပါတယ်။စူပန်ထွန်ကရွှေဆွေးချိုးတစ်ခုတည်းသာပျောက်ဖူးတာမဟုတ်ပဲစိန်နဂတ်နဲ့တခြားပစ္စည်းတွေအများကြီးပျောက်ခဲ့မှုပါတယ်။ ဒါပေမဲ့သူမအနေနဲ့ပျောက်တဲ့အချိန်မှာဆွဆွဲပြီးတော့အပူတွေမယူချင်တော့ပါဘူး။ဒါကြောင့်မို့လဲကြီးရဲ့ပြဿနာကိုသေးအောင်သေးတဲ့ပြဿနာကိုပပြအောင်ဆိုတဲ့နီးလန်းသာသုံးတာဖြစ်ပါရင်စူပန်ထွားကအသက်ကြီးလာတာနဲ့အမျှအနေထိုင်အပြောဆိုဟာအစာအရန်ကိုတိမ်မွေ့လာခဲ့ပါရင်သူတစ်ပါးအပေါ်မှာပြင်းပြင်းပြီးတဲ့စိတ်တွေလည်းလျှော့ပါလာခဲ့ရပါ။ဒါကြောင့်မို့လူအများသိကျင်နေတဲ့ပြဿနာရဲ့အမှန်တရားကိုလည်းသူမဘက်ကနေအတိအကျထုတ်ပြောပြမှာမဟုတ်တော့ပါဘူး။ပြစည်းပြောင်းရင်ကိုအမားလို့သာ ခံယူထားပြီးတော့စိတ်တဘောရာကြီးစွာမေးပြောက်ပေးလိုက်တာကြောင့်ဖြစ်ပါရယ်စူပန်ထွားကကုညီခြင်းနဲ့စိတ်တည်အပြည့်ရှိလာပြီးတော့ခေါင်းနဲ့လူတယောက်အဖြစ်သာနေထိုင်နေတာဖြစ်ပါရယ်ဒါကြောင့်မို့လဲပရိသတ်တွေကပိုပြီးတော့ကိုချစ်ခင်နေရတာဖြစ်ပါရယ်လက်ဝဲရတနာတွေပြောက်တဲ့အပေါ်မှာအပြစ်မတင်တတ်ပဲမေးပြောက်ပေးလိုက်တဲ့စူပန်ထွားအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြောပြပေးခဲ့ပါအောင်ကြီးစုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်